ောက်ကြီးပေါ့အဲ့ဒါကိုကျွန်တော်တို့ကဆင့်ပိုးလို့ခေါ်ပါမြန်မာလိုဆိုရင်တော့မြူပေါက်လို့ခေါ်ပါနော်ဒါမျိုးတွေကိုတွေ့ရတာလေးရှိပါတယ်ပေါ့နော်ဒါကြောင့်ဒီကြောက်ကြမ်းပြည့်ရွေးနဲ့ဆက်ဆက်ပြီးတော့ကဲရွေးလှုပ်ခတ်မှုကပြင်းထန်ကြမယ်ဆိုရင်ကျွန်တော်တို့ဒီကြောက်ကြမ်းပြည့်ရွေးရဲ့အလဲမိုင်းဒေတာဖြစ်တဲ့အင်းလေးတောင်ကြီးဒေတာကြားပြည်နယ်တွေအတွက်ကတော့အငလင်းပြီးအတွက်ဟိုကျွတ်တီပြင်ဆင်ပြီးကာကွယ်မှုတွေလောက်ဆောင်တင်မယ်လို့ကျွန်တော်နေနေကတော့မှတ်ချက်ပြုလိုပါတယ်ပေါ့ ဟုတ်ကဲ့ပါဆရာအကျွတ်တင်ပြင်ဆင်ကောက်ွယ်မှုတွေလောက်ရမယ်ဆိုတော့ဆရာ तू ကဆရာပြောတဲ့အတိုင်းပဲပေါ့နော်ရွေရှားတဲ့အချိန်ကလည်းဘလောက်ဘလောက်ရွေတယ်ပေါ့နော်အတိုင်းဒါတခုတော့ဆရာပြောသွားခဲ့တယ်အဲ့တော့ဟိုထက်ချင်းဖြစ်မလားဘရောလအတိုင်းဒါလောက်ဖြစ်မလဲပေါ့နော်ဆရာအဲ့ဒါတော့ခံမှန်းပေးလို့ရမလားကြိုပြီးတော့သိနိုင်လို့ရမလားရှင့်ကဘာပေါ်မှာရှိတဲ့ဘူမိဗေဒပညာရှင်တွေရောကျွန်တော်တို့ဒီငလင်ဘေးနဲ့သက်သက်ပြီးရောကြိုတင်ပြီးတော့ဘယ်နေ့ဘယ်ချိန်မှာအတိအကျရှုပ်နေလို့တော့ကျွန်တော်တို့ခံမှန်းကြည့် မရပါဘူးသို့တော့တတ်မှတ်တဲ့ return period ရဲ့ type ပေါ့နော်တတ်မှတ်တဲ့ကာလကိုကျော်လွန်သွားပြီဆိုရင်တော့ကျွန်တော်တို့ကအဲတတိထားတော့မဲ့အပိုင်းဖြစ်ပါတယ်တော့ဒီစကိုင်းပြည့်၍ဟောကလည်း2018ခုနှစ်ကဆရာကြီးဦးထွန်းနေပြောခဲ့သလိုပဲပြီးရင် return period ရဲ့ကျော်လာတဲ့အတွဲတစ်ချိန်မှုတစ်ချိန်ကတော့လှုပ်နေဆိုပြီးတော့ကျွန်တော်တို့ဒီ2025မှာလှုပ်သွားတယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ပထဝီတုတေသနာဆိုင်ရာတင်ပြမှုဆရာဆိုင်လိတ်ခေါ်ဆရာကောင်းသက်ဆန်နဲ့ပဒမြား FNO ပူးပေါင်းတင်ဆက်ထားသည့်ငလျင်ကျောင်းတီကောင်းဆရာအစီအစဉ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီရက်ပိုင်းစကိုင်းပြည့်၍ငလျင်ပြင်းထန်စွာလှုပ်ရှားပြီးသည့်နောက်မှာထင်ရှားသည့်ပြည့်၍ကျောင်းကြီးတစ်ခုနှစ်ကာလအတော်အတန်ကြာစွာငြိမ်သက်နေခဲ့ရာယနေ့အထိဆိုလျှင်နှစ်ပေါင်းတရကျော်ခဲ့ပြီဖြစ်ပါတယ်။ထူပြည့်၍ဒီကအခြားမဟုတ်ရှမ်းကုန်းပြည်မြင့်ဒေသအနောက်ဘက်ချမ်းမာသည့်ငွေတောင်ပြည်ဟုခေါ်ဆိုသောကြားပြည်နယ်အထိ ကီလိုမီတာ900ခန့်ရှိလျသည်ကြောက်ကြမ်းပြည့်၍ကြောပင်ဖြစ်လေသည်ထိုပြည့်၍ကြောသည်ထိုင်းမြန်မာနယ်စပ်မှသည်ဘန်ကောက်မြို့၏မြောက်ဘက်ကပြည့်၍နေဆက်ဆက်သွားကြောင်းတွေ့ရှိရသည်မေမျိုးငလင်ဟုနာမည်ကြီးခဲ့သည့်ပြင်းအားအိတ်မက်ဂနီကျူးဖြစ်လုတ်ခတ်ခဲ့ရာယနေ့ဆိုလျင်နှစ်ပေါင်း100ကျော်ရှိသည်မူတတိပြုစွာနေထိုင်ရမည့်ကာလသို့ရောက်ခဲ့ပြီဖြစ်ကြောင်းအတိပေးလိုက်သည်မူအဆုံးထိနာဆင်ကြည့်လိုက်ရအောင်ဗျာ။ အခုတစ်ခါမှာတော့သကိုင်းပြည့်ရွေအကြောင်းသကိုင်းပြည့်ရွေနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့ after shot တွေအကြောင်းနဲ့ကြောက်ကြမ်းပြည့်ရွေတွေအကြောင်းကိုပြောပြပေးဖို့အတွက်ပထဝီတင်ပြနီးဆိုင်ရာသူတေသနာဌာနမှဆရာဆိုင်လိတ်ခေါ်ဆရာကောင်းသက်ဆန်ကိုဗရမျာဖန်ကနေပြီးတော့ဖိတ်ခေါ်ထားပါတယ်။ဆရာကတော့ Geography ဆိုတဲ့နာမည်နဲ့ပရိသတ်တွေအတွက်လူမှုကွန်ရက်ကနေတဆင့် ဗဟုသုတတွေကိုဝင်မြပေးနေတဲ့သူဖြစ်ပါတယ်။အခုဆိုလို့ရှင်ဆရာကလည်းဗရမျာဖန်ဖုန်းလိုင်းပေါ်မှာတော်တာရှင်တွေအတွက်ဗဟုသုတတွေဝင်မြပေးဖို့အဆင့်သက်ပြန်လုံနေပါပြီရှင်။ဟုတ်ကဲ့ပါဆရာအခုဆိုလို့ရှင်ဒီ လောက်ခက်ခဲတဲ့ငင်းရင်နဲ့ဆက်ဆက်ပြီးတော့ဗောနော်နောက်ထပ်ဒီငင်းရင်တွေကလည်းနောက်ဆက်တွဲအနေနဲ့လုံနေရဆိုတော့ပြည်သူလူထုကြားမှာပြည်သက်တွေကြားမှာသူတို့အနေနဲ့စိုးရိမ်စိတ်တွေဒါဖြစ်တယ်ဗောနော်အဲ့နဲ့ပတ်သက်ပြီးတော့ဒီလိုဆက်ဆက်ရုပ်တဲ့ငင်းရင်တွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်ဖို့လိုလားဘယ်လိုမျိုးသတိထားဖို့လိုမလဲဗောနော်ဆရာအဲ့နဲ့ပတ်သက်ပြီးတော့လည်းဘူတူတာလေးဝင်မြပေးပါအောင်ရှင့်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီပြည်သူလူထုအနေနဲ့ငင်းလင်းရဲ့သဘောတရားကိုနားလည်တယ်ဆိုရင်ကျွန်တော်တို့ကငင်းလင်းရာကို data မှာဘယ်လောက်ထိတက်ရောက်နိုင်ကလေး အဲဘလောက်ထိဟိုထိခိုက်မှုရှိနိုင်လဲဆိုတာကိုပြဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ငလင်းရဲ့ထိခိုက်မှုကိုမပြောရင်ငလင်းရဲ့သဘောတရားကိုကျွန်တော်တို့ကဥစွာပြီးလို့လိုပါတယ်အဲ့တော့ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာတိုက်ကြီးတရားဒီရွေလျားနေတဲ့ပြိလို့ခေါ်တဲ့ကြောက်လွာတူကြီးတွေမှာဖွဲ့စည်းတည်ဆောက်ထားတယ်ဆိုတာကိုအားလဲဖို့လိုတယ်အဲ့တော့ကမ္ဘာအဓိကကြောက်ချက်ကြီးကြောက်ချက်ရှိတယ်အဲ့ဒီကြောက်လွာကြီးတွေထိဆက်တဲ့နေရာတွေဟာပြည့်ဝကြီးတွေဖြစ်လာတယ်အဲ့တော့ဒီပြည့်ဝကြီးဟာ ုံမှန်ရွေလျားကနေရက်ဆိုင်ခဲ့ရင်ဒါမှမဟုတ်ရင်ပုံမှန်မရွေလျားခဲ့ဘူးဆိုရင်တစ်ချိန်မှာပြင်းထန်တဲ့ဒီကြောက်လွာအန်ချော်တဲ့ slick ကိုဖြစ်ပေါ်လာအဲ့လိုပြင်းအားပြင်းထန်တဲ့ငလင်ကြီးဖြစ်ပေါ်လာရခြင်းတစ်ခုပဲဖြစ်ပါတယ်။အနည်းအားဖြင့်ပြောမယ်ဆိုရင်ငလင်လှုပ်ခြင်းဆိုတာဒီကြက်ရည်ကြောင်တစ်ချောင်းမှာမမျော်လင့်မင်းနဲ့ရုတ်တရက်လှုပ်ရှားမှုတွေကြောင့်တက်တုံးနဲ့ equity ပေါ်လာရတယ်လို့ကျွန်တော်တို့ကအရင်ဆုံးနားလည်ဖို့လိုပါဒီလိုဆုတ်ချတဲ့အခါမှာညီလွာလီကဒေါင်လိုက်တော့၎င်း ဆောင်းရွက်ရွေးရော၎င်းအလျားတဲ့၎င်းယူရှားပါတယ်။လောက်ခတ်သွားတဲ့တကိုင်းငင်လင်ဟာမြန်မာနိုင်ငံအိန္ဒိယပြည်နဲ့ယူရေးရှားပြည်နှစ်ခုဆက်တဲ့နေရာမှာတည်ရှိတယ်။အဲဒီပြည်နှစ်ခုကြီးဆက်ထားတဲ့အကြောင်းသကိုင်းပလတ်လို့ခေါ်တဲ့ဒီကျေးရွေးကြောင်းကြီးဖြစ်ပေါ်လာရခြင်းဖြစ်တယ်ပေါ့။ဒီသကိုင်းကျေးရွေးဟာမြန်မာနိုင်ငံမှာအဓိကကျေးရွေးတစ်ခုပြီးတော့80ကီလိုမီတာ1900ကီလိုမီတာခန့်ရှိပြီးတော့ India Eurasian Collision Zone ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။အဲ့တော့ အိန္ဒိယပြားကမြောက်ဘက်ကိုယူတယ်ယူရီးရှားပြားကတောင်ဘက်ကိုယူတယ်ဒီလိုစံ့ခင်ပန်းနှစ်ခုယူလျားမှုတွေမှာ stress ဖြစ်ရတဲ့စုပုံပါဒီ stress တွေကမခံနိုင်တဲ့အခါမှာပြည်ပြည်တခြားမှာကြောက်သားတွေကယူရသွားပြီးတော့ငလင်လိုင်းတွေလို့ခေါ် assessment with တွေကိုထုတ်လိုက်ရခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီစကိုင်းငလင်ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းတစ်ခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောလို့ပါတယ်ဒါတော့ကျွန်တော်တို့မြန်မာပြည်သူလူထုအနေနဲ့ဒီငလင်တဘာဝဘေးဆိုတာကကျွန်တော်တို့ကတဘာဝဘေးထဲမှာငလင်ဘေးဟာကျွန်တော်တို့ကကြိုတင်ပြီးတော့ သိရှိနိုင်ရင်မဖြစ်ရဲ့အတွက်ထိခိုက်မှုအများဆုံးနဲ့အဲကျွန်တော်တို့စိုးရိမ်စရာအကောင်းဆုံးနေသားတစ်ခုမှာအဲရှိတယ်လို့ကျွန်တော်တို့အရင်ဆုံးပြောကြားလိုပါတယ်ပေါ့ဒီလိုကြီးမားပြင်းထန်တဲ့ငလင်ပေါ့ကျွန်တော်တို့ကရတန်ပြည့်ရက်ကိုသတိုင်းလင်းကကြော်လွားတဲ့အခါမှာအချိန်မို့တချိန်လှုပ်မယ်ဆိုတာကျွန်တော်တို့မိုးလေဝသပညာရှင်ဆရာကြီးဦးထွန်းလင်းလည်းပြောခဲ့သလိုဒီကြီးမားတော့လှုပ်ခဲ့ပြီပေါ့နော်ဒါပေမဲ့ကြီးမားပြင်းထန်တဲ့ငလင်လှုပ်ခဲ့ပြီးရဲ့နောက်မှာ after shot ဒီဟာဒီရခင်လောက်ပြင်းထန်ခြင်းမရှိတော့ဘဲနဲ့ အဲနောက်ဆက်ပဲငလင်ကတော့အ ਨੇ ဆုံးအချိန်တရာထက်မနေတော့လှုပ်ခတ်မှုပြီးရှိတယ်ပေါ့နော်ဒီနေ့ဆိုရင်ဒီနေ့မနက်စီဆိုရင်ကျွန်တော်တို့ဒီ time မိုးလေဝသကနေမှတ်တမ်းထင်သာမှုရဆိုရင်ငလင်လှုပ်ခတ်တဲ့အချိန်ပေါင်းက300ကျော်ရှိပြီပေါ့တော့ after shot လှုပ်ခတ်မှုနဲ့ပတ်သက်ပြီးတော့ဆိုရတဲ့အနေအထားရှိလားဆိုရင်ကျွန်တော်တို့ကဒီရခင်ပြင်းထန်တဲ့ငလင်ကြီးလှုပ်ခတ်မှုကြောင့်ပြိုပြက်ထားတဲ့မန်းလေးသတိုင်းဒေတာတောင်မူဒေတာနော်ကျေရမဲတဲ့ပျော်ပဲမိတိလားဒီဒေတာတွေမှာရှိတဲ့ မပြိုကျသေးတဲ့အဆောက်အုံတွေထိခိုက်မှုအများဆုံးရှိနေတဲ့အဆောက်အုံတွေမှာနေထိုင်ကြတဲ့ပြည်သူလူထုတွေနဲ့ပတ်ဝန်းကျင်ဒေသတွေမှာလည်းနောက်ဆက်သွယ်ငယ်လင်ကျောင်းထိခိုက်မှုတွေရှိလာတဲ့အတွေ့အဲခရူးဆိုင်ပြီးတော့နေဖို့လည်းကြောင်းနေတယ်တိုက်တွန်းလိုပါတယ်ပေါ့အန်ဒီရဲ့ကတော့ဟိုနောက်ဆက်သွယ်ရတော့အနည်းနဲ့အများတော့ ရှိပါတယ်အင်မတန်ကြီးစိုးရိမ်ရတဲ့ပြည်ထောင်နိုင်ငံလေးကြီးကတော့ထပ်ပြီးတော့လောက်ခတ်ဖို့တော့မရှိတော့ပါဘူးဟုတ်ကဲ့ပါဆရာအခုလက်တော်ပေါ်တော့ဒါဆိုရှယ်မှာလည်းတွေ့နေရတဲ့ဒီကရပြည်နယ်ဘက်ကပီတရာလောက်ပတ်လည်ရှိရတွင်းရောဆရာအဘာနဲ့ဆက်ဆက်ပြီးတော့ဖြစ်တာလဲဒီစကိုင်းငင်းကြောင်လားတခြားသောအကြောင်းကြောင်လားဆရာဟုတ်ကဲ့ပါဆရာဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီကျွန်တော်တို့မြန်မာနိုင်ငံမှာကဒီပြည်ပြည်ကျော်ကြီးရှိပါတယ်စကိုင်းပြည်ပြည်ကျော်ရှိတယ်ကဘောပြည်ပြည်ကျော်ရှိတယ် ်နော်ကျွန်တော်တို့ဒီကြောက်ကြမ်းပြည့်ွေတွေရှိတယ်နောက်ပြကြောက်ွေမဖာပေါ်ပြည့်ွေစသဖြင့်ပြည့်ွေအများကြီးရှိတယ်ဒါမှဒီစကိုင်းပြည့်ွေပြည်ဒုတိယနာမည်ကြီးဆုံးပြည့်ွေကတော့ကျွန်တော်တို့ကတော့ကြောက်ကြမ်းပြည့်ွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့မှတ်သားပြလေးကတော့မြန်မာနိုင်ငံမှာဖြစ်တဲ့ဒီအင်အားအကောင်းဆုံးငလင်းလှုပ်ခတ်မှုနဲ့ဒီလှုပ်ခတ်တဲ့နေရာနဲ့အပျက်စီးမဲ့တဲ့နေရာဟာအာတစ်ထက်တည်းကြာလိမ့်မရှိဘူးပေါ့။ပွင့်လင်းပြောရမယ်ဆိုရင်တော့ကြောက်ကြမ်းပြည့်ပြီးရပို့ပြီးတော့အင်အားကြီးကြီးမားမားနဲ့ပို့ပြီးတော့ကျွန်တော်တို့လှုပ်ခတ်တာမျိုးကိုတွေ့ရပါတယ်။ ထောက်ခေါက်တစ်ဆနဲ့ခုနှစ်ကလှုပ်ခက်ခဲ့တယ်မင်းမျိုးငယ်လင်လို့နာမည်ကြီးခဲ့တာအေးကွက်ဒီလိုမကတိကျုနဲ့လှုပ်ခက်ခဲ့ရဆိုပြီးတော့ဒီနေ့ဆိုရင်နှစ်ပေါင်းတရာကျော်ရှိပြီလို့ return period ရဲ့ကျော်သွားတဲ့အဖြစ်ဒီကြောက်ကြမ်းပြည့်၍ကလည်း imprint ကိုမှ view site ကြီးနေထိုင်ရမယ်အပိုင်းဖြစ်တယ်ပေါ့နော်အဲကြောက်ကြမ်းပြည့်၍ကိုကျွန်တော်တို့ဘယ်ကနေပြီးတော့ကြည့်မယ်ဆိုရင်ဒီရှမ်းပြည်နယ်အနောက်ဘက်နောင်ချိုပေါ့ကြောက်ကြမ်းကနေပြီးတော့ဟိုထိုင်းမြန်မာနယ်စပ်ကြားပြည်နယ်အဆုံးထိကိုကျွန်တော်တို့ရှိပါတယ် အဲ့တော့ဒီကြောက်ကြမ်းပြည့်ရီကိုကျွန်တော်တို့ကအပိုင်းသုံးပိုင်းဖွဲ့ပြီးပြရှိလို့လုပ်ပါတယ်အဲ့တော့အထက်ပိုင်းဒေတာမှာဆိုရင်မင်းမျိုးရှိတယ်အလယ်ပိုင်းဒေတာမှာဆိုရင်ကျွန်တော်တို့ချမ်းပြည်နယ်တောင်ပိုင်းဖြစ်တဲ့တောင်ကြီးအင်းလေးပင်လောင်းပေါ့ဒီဒေတာတွေရှိပြီးအောက်ပြားပိုင်းမှာဆိုရင်ကယားပြည်နယ်လိုက်ပေါ်ဒေတာဒီဒီမော့ဆိုဒီဘက်ချမ်းပြည်ကိုတွေ့ရတာဖြစ်တယ်အဲ့တော့တူရည်သနာစာရမ်းတစ်ခုမှာကြောက်ကြမ်းပြည့်ရီဟာဒီတစ်နှစ်ကို1.5မီလီမီတာခန့်နဲ့ရွေလျားမှုရှိနေတာကိုတွေ့ရတယ်ပေါ့နော် ။ဒါကြောင့်ဒီကြောက်ကြမ်းပြက်လွေဒီရှိရာဒေတာမှာဆိုရင်ကျွန်တော်တို့ကတောင်ကြီးလိုဒေတာအင်းလိုဒေတာမှာလူပြည်ထူထပ်တဲ့ဒေတာတွေလည်းဖြစ်တယ်။နောက်ပြီးတော့မြန်မာနိုင်ငံဒီအရှိတ်ကုန်ပြည်ဒေတာတိုင်းရင်ဒေတာမှာပါဝင်တော်လည်းပဲ cast ဒေတာဖြစ်တယ်ပေါ့။ဟော cast ဒေတာဖြစ်တဲ့အတွက်မြန်မာလိုပြောမယ်ဆိုရင်တော့ cast ဆိုတာဂျာမန်စကားလုံးပေါ့ပထဝီနဲ့သက်ဆိုင်တဲ့လုံးပေါ့နော်အဲ့တော့ဟို cast data မှာဆိုရင်တနည်းအားဖြင့်ဆိုရင်ဒီထင်ရှားတဲ့ညီနေတွင်ပြင်းနေညီကျွန်ပေါက်ပြီးကြုံကြထားတဲ့ချောင်းဟောင်းတွေစိတ်ဆန်းရေထွက်တွေရေတကုံတွေဆိုတော့ ညီမပြောပြရတဲ့အပေါက်ကြီးပေါ့အဲ့ဒါကိုကျွန်တော်တို့ကစင်ပိုးလို့ခေါ်ပါညီမလို့ဆိုရင်တော့မြူပေါက်လို့ခေါ်ပါတော့နော်ဒါမျိုးတွေကိုတွေ့ရတာလေးရှိပါတယ်ပေါ့နော်ဒါကြောင့်ဒီကြောက်ကြဲပြည့်ရွေးနဲ့ဆက်ဆက်ပြီးတော့ပြည့်ရွေးလှုပ်ခတ်မှုကပြင်းထန်ကြမယ်ဆိုရင်ကျွန်တော်တို့ဒီကြောက်ကြဲပြည့်ရွေးရလေမိုင်းဒေတာဖြစ်တဲ့အင်းလေးတောင်ကြီးဒေတာကြားပြီနဲ့တွေအတွက်ကတော့ဒါငလင်းပြီးအတွက်ဟိုကျိုးတိပြင်ဆင်ပြီးကာကွယ်မှုတွေလောက်ဆောင်တင်မယ်လို့ကျွန်တော်နေနေကတော့မှတ်ချက်ပြုလိုပါတယ်ပေါ့ ဟုတ်ကဲ့ပါဆရာအကျွတင်းပြင်ဆင်ကောက်ကွယ်မှုတွေလောက်ရမယ်ဆိုတော့ဆရာ तू ကဆရာပြောတဲ့အတိုင်းပဲပေါ့နော်ရွေရှားတဲ့အချိန်ကလည်းဘလောက်ဘလောက်ရွေရဲပေါ့နော်အတိုင်းဒါတခုတော့ဆရာပြောသွားခဲ့တယ်အဲ့တော့ဟိုထက်ချင်းဖြစ်မလားအဘရောလအတိုင်းဒါလောက်ဖြစ်မလဲပေါ့နော်ဆရာအဲ့ဒါရောခံမှန်းပြီးလို့ရမလားကြိုပြီးတော့သိနိုင်လို့ရမလားရှင်ကဘာပေါ်မှာရှိတဲ့ဘူမိဗေဒပညာရှင်တွေရောကျွန်တော်တို့ဒီငလင်ဘေးနဲ့သက်သက်ပြီးရောကြိုတင်ပြီးတော့ဘယ်နေ့ဘယ်ချိန်မှာအတိအကျချုပ်နယ်လို့တော့ကျွန်တော်တို့ခံမှန်းကြည့် မရပါဘူးတိုးတော့တတ်မှတ်တဲ့ return period ရဲ့အတိုင်းပေါ့နော်တတ်မှတ်တဲ့ကာလကိုကျော်လွန်သွားပြီဆိုရင်တော့ကျွန်တော်တို့ဟာအဲတတိထားတော့မဲ့အပိုင်းဖြစ်ပါတယ်တော့ဒီစကိုင်းပြည့်၍ဟောကလည်း2018ခုနှစ်ကဆရာကြီးဦးထွန်းနေပြောခဲ့သလိုပဲပြီး return period ရဲ့ကျော်လာတဲ့အတွဲတစ်ချိန်မှုတစ်ချိန်ကတော့လှုပ်နေဆိုပြီးတော့ကျွန်တော်တို့ဒီ2025မှာလှုပ်သွားတယ်ပေါ့နော်အဲကြောက်ကြမ်းပြည့်၍ကလည်းဒီ return period ရဲ့အတိုင်းဖြစ်သွားပြီဖြစ်တဲ့အတွက်အချိန်မရွေး အဲလှုပ်နိုင်တဲ့အနေအထားတစ်ခုမှရှိတဲ့အတွက်ဒီကြောက်ကြမ်းပြည့်ပြည့်တကြောမှာနေထိုင်နေကျွန်တော်တို့မိဘပြည်သူဒီနေရာတော့ငလင်းရဲ့တဘာဝဘေးကိုကြိုတင်ကာကွယ်နိုင်တဲ့စီမံချက်တွေကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေနဲ့အတူနေထိုင်ကြဖို့ကျွန်တော်အနေနဲ့တော့တိုက်တွန်းလိုပါတယ်ကျွန်တော်တို့အခုဒီ line ပေါ်မှာတွေ့တဲ့ဒီငလင်းလှုပ်ပြီးရတာမှာမြောက်ရည်အဲရှန်ထွက်မှုတွေနောက်ပြီးတော့ဒီညေးရည်ပျော်ခြင်းဖြစ်စေပြီပေါ့နော်အဲဒါလေးကိုလည်းကျွန်တော်နည်းနည်းလေး ဖြည့်ဆက်ပြီးတော့ပြောချင်ပါလေအဲ့တော့ငယ်လင်လှုပ်တဲ့အခါမှာလှုပ်တဲ့အလင် velocity ကဒီရေပြေးဝနေတဲ့ညီသားတဲ့မှာရေထုကိုပေါ့နော်ဖိညစ်လိုက်တဲ့အခါမှာဒီညီမျက်နှာပြင်မှာရေတွေစုပွက်လာတယ်ပေါ်ထွက်လာရခြင်းဖြစ်တယ်အဲ့တော့အဲ့ဒီညီနဲ့အတူကျွန်တော်တို့သဲတွေသဲနှုံးတွေပါသွားတာကြောင့်ဒီဂျုံကြီးတွေဖြစ်နိုင်တယ်ဒါကြောင့်ဒီလိုဖြစ်ရတဲ့တွေ့ရတဲ့ဒေတာမှာရှိရမိဘပြည်သူတွေဒီနေအဲ့ဒီဒေတာမှာအဲမနေထိုင်ကြဖို့လေဟိုကျွန်တော်အနေနဲ့ တိုက်တွန်းလိုတယ်ဒီမြောက်ဒီအဝီစီတွေး24ချင်းတွေထုတ်ယူသုံးစွဲချင်းတွေလည်းကျွန်တော်တို့ကအဲမလုပ်ကြဘူးလေကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ဖြည့်ဆွက်ပြီးတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာတကယ်လို့မှပရမီးယားဖန်ပရိသတ်တွေအတွက်ကောပြည်သူလူထုအတွက်ကောတမိုးရှိရဲ့ဘူသူတာတွေဝင်မြပေးရတဲ့ပရမီးယားဖန်ကနေပြီးတော့ဆရာကိုကျေးဇူးထူပဲတင်ပါတယ်ဆရာ